ညအားလုံးမင်္ဂလာပါ Squadify Football Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုရင်းဖြစ်ပါတယ်ညီကိုတဲ့ဒါပထမဗီဒီယိုမှာတော့ Europa League ကျွန်တော်၅သိန်းပေါင်းကရွေးချယ်ပေးတယ်ခုဒုတိယဗီဒီယိုမှာတော့ Euro Conference League ၅သိန်းပေါင်းကရွေးချယ်ပေးမယ်ပေါ့နော်ညီကိုအနေနဲ့ကျွန်တော်ပထမပြောခဲ့သလိုပဲတပွဲချင်းလဲကစားမောင်းလဲပါပါလေးကစားပေါ့ဒါဆိုညီကိုတဲ့အပေါင်းပြဖို့တဲ့ရာခိုင်နှုန်းများရပေါ့နော်ဒါကြောင့်ဒီလိုမျိုးလေးကစားဖို့ကျွန်တော်မြင်လိုက်ရခဲ့ပါတယ်အဲကျွန်တော်တို့ဒါအဲငါသိဆိုတော့ဒါမြန်မြန်လေးတွားလိုက်မယ်ဗျပထမဆုံးပွဲပထမဆုံးပွဲကတော့ဒါအဲ Dynamo Kiev နဲ့ Crystal Palace လက်ရှိဒါ away win Crystal Palace က ကနေဒါအဲ1 plat 50တိရဲရင်ပေးထားတယ်ဂိုးပေါင်းစီ3လုံး plat 50ဒီဇီတန်ကကျွန်တော်တို့အဝေးကွင်း1 plat 50ကို3လုံး plan 50ကဒါဟိုအဝေးကွင်းဒီပဲလေးနေနဲ့ကိုရနိုင်မယ်တွက်လို့ရရပါတော့ဘော်ဒီဇီတန်ကတော့ကျွန်တော်ဒါရေတင်းပေးတယ်ဆိုကြတဲ့ကဒါ crystal ပဲလေးလေးနဲ့ဒီပွဲကိုဒါ dynamo kick ကိုဒါ z1 z2 လောက်နဲ့နိုင်နိုင်မယ်လို့ထင်တယ်ဒါကြောင့်ကျွန်တော်အဝေးကွင်းဒါ crystal ပဲလေး body လေးကြိုက်တယ်ပေါ့နော်ဒုတိယတစ်ပွဲ ဒုတိယဒီပွဲက less ပုံနံနဲ့ rapid wine လက်ရှိပေးထားတဲ့ body စီကတော့ less ပုံနံဘက်ကတေမိုင်းနဲ့40ကိုပေါင်းသေးသုံးလုံး plus 40ပေးထားရပါတော့။ဒါဒီနှစ်သိန်းရလပိုင်းပြန်ကြည့်ရမယ်ဆိုရင် less ပုံနံကလည်းရလပိုင်းရရင်ကောင်းနေအောင်မရှိဘူး။ပြီးတော့ဒါထူးထူးခြားခြားအနေနဲ့ less ပုံနံနေကလည်းဒါနောက်တန်းဒါဟိုပေကူများနေလို့ပြောလို့ရရပါတော့။အဲ rapid wine ကလည်းဒီတိုင်းပဲဒါရက်လက်ပိုင်းရရင်ကောင်းနေအောင်မရှိဘူး။ပေကူ ရပ်ဘီ1ရဲ့ဒါပွဲစဉ်တွေမှာဆိုရင်လည်းဒါပီကိုတွေရင်ပေးထားတာတော့တွေ့ရတယ်ပေါ့နော်ဒီနေ့ဇီဒန်ကကျွန်တော်အသေးမိုင်းနဲ့40ကို3လုံးပလက်40ကြေးရတာဝေဘင်ရပ်ဘီ1အနေနဲ့ဒါဂိုးလည်းရနိုင်တယ်ပေါ့နော်ဒါကြောင့်အင်ဂွင်းတကူရရင်ဒါရပ်ဘီ1ရင်တကူရမယ်ဒါကြောင့်ဒီကိုပေါင်းစည်းလို့ကြောင်တပေါ်ကြရပါတော့အဲ3 plus 40ကတော့ကြောင်3လုံးတော့တော့ရောက်မယ်လို့ထင်တယ်ဒါကြောင့်အဲလက်ပုံနဲ့ rapid wine ပွဲလေးကိုလို့ကျွန်တော်ကိုပေါင်းအပေါ်လေးကြိုက်တယ်ပါတော့ပြီးကြလို့ဒါ တတိယတပွဲပါတတိယတပွဲဟာအိုမိုနီယာအိုမိုနီယာနီကိုစီယာနဲ့ဒါမိတ်ပွဲပေါ့နော်အဲဝင်းဝင်းဒါမိတ်ကနေဒါ1 plus 80ပြီးထားတယ်ဂူပေါင်းသေး3လုံး plus 40ပြီးထားတယ်ပေါ့နော်အဒီဇီးတန်းဒါဟိုကျွန်တော်မိတ်ဘက်ကဒါရေးတင်းတင်းဒါပထမကျွန်တော်ခရစ်စတပယ်လေးပွဲနေတယ်သွားတော့ဆင်တယ်ဗောနော်မိတ်ဘက်ကရာဝေးပင်းကနေရေးတင်းပေးထားတယ်လက်ရှိခြေစံပိုင်းသွားကြည့်ရမယ်ဆိုရင်တော့ဒါအဲစိုက်ပရက်ကြာလို့ဒါဒီဗီရှင်း1မှာဆိုရင်တော့ဒါအိုမိုနီယာအနေနဲ့ကဒါရှုံးပွဲနောက်ဆုံး၅ပွဲမှာ အဲတပွဲပဲရှုံးထားရပြောလို့ရတယ်လေးပွဲကြီးအောင်ထားရလို့ပြောလို့ရတယ်အင်ကွင်းရလာပိုင်းတော်တော်လေးကောင်းတယ်လို့လို့ပြောလို့ရတယ်ပေါ့နော်ဒါခြေစပွဲအောင်ပြီးတော့တက်လာတဲ့အသင်းတွေပေါ့နော်အိုမိုနီယာတို့ဘာလို့ဆိုတာဒါယူရိုကွန်ဖရင့်လိမှာအရင်ကဒါမတွေ့ရတဲ့အသင်းတွေပေါ့နော်ဒါခုမှဒီနေ့မှတွေ့ရတဲ့အသင်းမျိုးတွေတော့ဖြစ်တယ်ရလာပိုင်းကတော့ဒါတော်တော်လေးအင်ကွင်းရလာပိုင်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒါမိတ် မိကတော့ကျွန်တော်တို့ဒါအဲရလပိုင်းနေနေကတော့တောင်ဆုံ၅ဘွဲမှာ၃ဘွဲနိုင်တာနဲ့၂ဘွဲတော့ရှုံးထားတယ်အဲကျွန်တော်တို့ဒေါမွန်ဇီဒူတာနောက်ဆုံးရှုံးထားတာဆိုဒေါမွန်ဇီဒူရှုံးထားရပေါ့နော်လေရှိကြလို့ဈေးတန်းမှာဆိုရင်တော့ဒါဝေးကွင်း1.80ဂျီကတော့ဒါမိဘကရေတင်းပေးပြီးတော့3.40ဂျီကတော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ဂိုးပေါင်းပေါ်တော့သွားမယ်လို့ထင်တယ်ဒါကြောင့်အဲအမိုနီယာနဲ့မိဘပွဲလေးတော့ကျွန်တော်ဂိုးပေါင်းပေါ်ကြိုက်တယ်ပေါ့နော် ကျွန်တော်ဒါလေးဝဲမြောင်လေးဝဲမြောင်ကတော့ဒါ Ryan Blackano နဲ့ဒါအဲ second tier ပေါ့နော်လက်ရှိပြတာတဲ့ body စီကတော့ Ryan Ryan Blackano ကနှလုံးတည်ပြတာလေကိုပေါင်းစီ၃လုံး plus အဲ20လောက်ပေးထားရပါတော့ဒီဇီတန်းကနှစ်တည်ကို၃သုံးတည်လောက်ပေးတဲ့ဇီဒန်ဒါတဖက်တဲ့ twin ကိုအဲဘလာဂါနိုရဲ့ twin ကိုပဲကြည့်ရမယ်ပွဲလို့ပြောလို့ရတယ်ဒါပေမဲ့ဒီပွဲကကျွန်တော်အဲဘလာဂါနိုနေနဲ့ကတော့ဒါအဲ၃ခုလောက်တော့ကျွန်တော်မပြတ်နိုင်ဘူးထင်တယ်ဒါကြောင့်ဒီဘလာဂါနိုနဲ့ second tier ပွဲမှာဆိုရင်တော့ကျွန်တော် ဂိုးအောင်လေးပို့ပြီးကြိုက်တယ်ဗောနော်ကြောက်နောက်ဆုံးတစ်ပွဲအဲနောက်ဆုံးတစ်ပွဲကတော့ဒါ AK လာနာကနဲ့ဒါ Isaac Ikama ဗောနော်လက်ရှိပေးတာတွေပေါ်စီစီကတော့အဲ Isaac Ikama ဘက်ကနေ အဲတေမိုင်းနဲ့80ပေးထားတယ်ကိုပေါင်းသေး3လုံးပလက်60လောက်ဒီပေးထားတယ်ဗျာနော်ဒီဈေးတန်းဒါရဲဝန်းပေးထားတဲ့ဈေးတန်းလို့ပြောလို့ရတယ်ဗျာနော်ဒါလက်ရှိသိဆုံးထားမှုလို့မရှိဘူးလက်ရှိအင်ကွင်းရလက်ပိုင်း AK လာနာကာရဲ့ရလက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်လည်းအဲရလက်ပိုင်းကတော့နောက်ဆုံး5ပွဲမှာတပွဲပဲရှုံးထားတယ်ပြောလို့ရတယ်ဒါယူရိုချစ်စစ်ပွဲမှာဘရန်ကို0ဆိုတဲ့ရလက်နဲ့ရှုံးထားတယ်ဗျာနော်ကျန်တဲ့ပွဲကတော့ဂျာလေဝဲဆန်နိုင်နိုင်လို့ပြောလို့ရတယ်ဗျာနော်လက်ရှိရလက်ပိုင်းကတော့တော်တော်လေးကောင်းနေရတော့တွေးရတယ် ကျွန်တော်ဒါအီအစ်ဇက်အခင်မှာပေါ့နော်အစ်ဇက်အခင်မှာတော့ဒါနောက်ဆုံးကျွန်တော်ဒါငါးပွဲမှာအဲနှစ်ပွဲရှုံးနှစ်ပွဲ draw တပွဲပဲနိုင်တာရေပြောလို့ရရပေါ့နော်အဲလက်ရှိရလက်ပိုင်းအနေနဲ့ဒါဟိုအစ်ဇက်ခင်မှာအနေနဲ့ရန်ကြီးတော့ကောင်းတာတော့မရှိဘူးပေါ့နော်လက်ရှိကျွန်တော်ဒါရလက်ပိုင်းပြန်ကြည့်ရတော့အစ်ဇက်ခင်မှာရလက်ပိုင်းရန်တော့ညံ့နေတယ်လက်ရှိကျွန်တော်ဝေးကွင်းပေးထားတဲ့အစ်ဇက်ခင်မှာကြီးမအောင်နိုင်ဘူးထင်တယ် AK လန်နာကတော့ဒါလက်ရှိအိမ်ကွင်းမှာဒါ10ဖောင် ပြပြနဲ့လုံးဝကို ရလပိုင်းအရန်ကောင်းနေရအတွက်ကြောင့်ဒီပွဲရတာ draw လောက်သွားရင်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော် AK လာနာကာ body လေးကြိုက်ပါတယ်နော်ဒီကိုတဲ့၅သိန်းမောင်းကပြပြောပေးမယ်ကျွန်တော်အစောဆုံးပွဲပေါ့နော် Dynamo Key နဲ့ Crystal Belly မှာဆိုရင်တော့ Crystal Belly body ကြိုက်ပါတယ်အဲဒုတိယတပွဲဒုတိယတပွဲကတော့ကျွန်တော်လက်ပုံနဲ့နဲ့ rapid wine ပွဲမှာဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအပုပ်လေးကြိုက်ပါရနော်ပြီးကျွန်တော်တတိယတပွဲပေါ့နော်အဲအမိုနီယာနဲ့ကျွန်တော်မိတ်ပွဲမှာဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအပေါ်ထပ်ကြိုက်ပါရတယ် ပြီးရင်ကျတော့ဒါလေဝဲမြောက်မှာဘလကာနိုနဲ့ရှကန်ဒီဂျာပွဲမှာဆိုရင်တော့ဂိုးအောက်လေးကြိုက်တယ်ပေါ့နော်အဲတော့နောက်ဆုံးပွဲအဲ AK လာနာကာနဲ့ကျတော့အစ်ဇက်ခတ်မှာပွဲမှာဆိုရင်တော့အင်ရှင် AK လာနာကာကိုကြိုက်ပါတယ်ဒါကြောင့်ညီကိုအနေနဲ့အဲတပွဲချင်းကစားအဲမောင်းလေးပါပါကစားပါနော်မောင်းမပါစေလို့ကျွန်တော်ဆူတောင်းပေးပါတယ်ကျွန်တော်လည်းဒါယူကိုတဲ့အကောင်းဆုံးကြိုးစားပေးပါတယ်ဒီမောင်းပေါအောင်ကျွန်တော်ကိုလာပိုင်းရတော့၅ချိန်ပေါတာလေကိုဆယ်လာပိုင်းအဖွင့်ပါနော်ဆယ်လာပိုင်းကျလို့ဒါအဖွင့်မှညီကိုတဲ့အဲမောင်း ပေါ့ကျွန်တော်အကောင်းဆုံးရွေးချယ်ပေးထားရပါတော့ အပိညီကိုတယောက်ချင်းတောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ Telegram channel လေးကို join လာပြီပါ Telegram channel မှာတော့ကျွန်တော်တပွဲကောင်းနေမောင်းကတဲ့အမြဲတမ်းတင်ပြပါရယ်အဲညိုအနေနဲ့ဒါ Telegram channel လေးကို join လာဖို့မမေ့ပါနဲ့เนาะကျွန်တော်ရဲ့ဒီ video ရဲ့ comment link မှာရောကြောက်ရဲ့ bio link မှာရောရှိပါတယ်ဒါကြောင့် channel လေးကို join လာပြီပါကျွန်တော်ဒီအဲ YouTube လေး YouTube comment လေးပွဲစဉ်နေပြီးွားပြီဆိုရင်เนาะဒါ MB လေးတွေပြန်စမယ်အဲညီကိုတို့နဲ့တူကျွန်တော် MB လေးမှာပြန်ပြီးဆုံမအောင်မယ်ကျွန်တော်အားပေးတဲ့ဒီ YouTube အောက် TikTok အောက် Facebook အောက်ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးဒီနေ့အားပဲနှုတ်ဆက်လိုက်ပါတယ်